ေညပိုင်းသတင်းတွေကိုတင်ဆက်ပေးပါပါတင်ဆက်ပေးမဲ့သတင်းတွေကတော့မလေးရှားနိုင်ငံစီလင်ကောပြည်နယ်တွင်အော်ပရာစီဖြင့်ဝင်ရောက်ဖမ်းဆီးရာမြန်မာ36ဦးအပါအဝင်ပြည်ပလှုပ်သား662ဦးဖမ်းဆီးခံရရဆိုတဲ့ကုန်တိတ်ကကြာစင်းစီရန်လူမှုကွန်ရက်စာမျက်နှာများတွင်ရေးသားခြင်းများနှင့်ပတ်သက်ပြီးဥပဒေအရရေးယူသွားမှာဖြစ်တယ်လို့ဆိုတော့ချက်ကောင်းကြေညာရဆိုတဲ့ကွန်ဂိုရင်အီဘိုလာရောဂါကူးစက်မှုအသေးကြောင့်လူပေါင်းတာဆင်ချီသေဆုံးနေဆိုတဲ့ ူရကီကရုရှားထံမှရေနံဝယ်ယူမှုရပ်လိုက်မယ်ဆိုတာကတူရကီထံတိုက်လေယာဉ်များရောင်းချပေးဖို့ရှိတယ်လို့သမ္မတဒေါ်နယ်ထရန့်ပြောကြားတယ်ဆိုတဲ့တင်မေဂျာလိဂျာတီကုန်ချိန်မှာကစားသမားဘဝအနားယူမယ်လို့ဘူးစကွတ်အတည်ပြုကြေညာတယ်ဆိုတဲ့တင်အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဦးဆုံးသတင်းမုတ်နေနဲ့မလေးရှားနိုင်ငံစီလေကောပြည်နယ်တွင်အော်ပရာစီဖြင့်ဝင်ရောက်ဖမ်းဆီးရာမြန်မာ36ဦးအပါအဝင်ပြည်ပလုသား662ဦးဖမ်းဆီးခံရရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ လေးရှားနိုင်ငံစီလီကောပြည်နယ်တွင်အော်ပရာစီဖြင့်ဝင်ရောက်ဖမ်းဆီးရာမြန်မာ36ဦးအပါအဝင်ပြည်ပလုံသား662ဦးဖမ်းဆီးခံရတယ်လို့လေးရှားနိုင်ငံဘက်ကလာတဲ့သတင်းများအရသိရပါဗျာ။ စတေမာ25ရက်ညပိုင်းကဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးမလေးရှားနိုင်ငံစီလံကောပြည်တယ်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ဖန်စီခံရတဲ့ပြည်ပနိုင်ငံသားရေအတွက်မှာ662ဦးရှိပြီး၎င်းတို့နဲ့မြန်မာနိုင်ငံသား36ဦးပါဝင်ကအခြားနိုင်ငံသားများမှာဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်၊နေပေါ်၊အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြောင်းသိရပါတယ်။ဖန်စီခံရသူများမှာဘင်္ဂလားဒေ့ရှ်945ဦး၊မြန်မာ36ဦး၊ပါကစ္စတန်35ဦး၊နေပေါ်24ဦး၊အိန္ဒိယ10ဦး၊အင်ဒိုနီးရှား9ဦးလို့ ဖြစ်ကြောင်းသိရပါတယ်မလေးရှားနိုင်ငံမှာပြည်ပလုပ်ငန်းများကိုပိုက်စိတ်တိုက်ဖမ်းဆီးမှုများရှိနေပြီးအထောက်အထားမပြည့်စုံတဲ့ပြည်ပနိုင်ငံသားများမှာဖမ်းဆီးခံရခြင်းများရှိနေတယ်လို့သိရပါတယ် လေးမှာကတော်တော်လေးကိုဖမ်းနေတယ်။အနေထိုင်ကတော်တော်လေးစင်ကျင်နေရတယ်လို့မလေးရှားနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်နေသူတဦးကပြောကြားပါတယ်။အလားတူစတေမလာလေပိုင်းကလည်းမလေးရှားနိုင်ငံမှာရှိတဲ့အနှိတ်ခမ်းတစ်ခုကိုအာဏာပိုင်များဝင်ရောက်ဖမ်းဆီးရာမြန်မာ၅ဦးအပါအဝင်ပြည်ပလုံသား52ဦးဖမ်းဆီးခံရကြောင်းသိရပါတယ်။မလေးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့ GIM အဖွဲ့ကမလေးရှားနိုင်ငံဂျိုဟိုဘာဟုအနီးရှိ အနေခံ၃ခုကိုအထူးစစ်စင်ရေးတရက်ဖြစ်ဝင်ရောက်စစ်ဆေးခဲ့ရာပြပလုတ်သား155ဦးကိုစစ်ဆေးပြီး၎င်းတို့နဲ့52ဦးကိုဖမ်းဆီးလိုက်ခြင်းဖြစ်ပါသည်ဖမ်းဆီးခံရသူများတွင်မြန်မာ9ဦးပါဝင်အင်ဒိုနီးရှား2ဦးဘင်္ဂလားဒေ့ရှ2ဦးတရုတ်2ဦးအပါဝင် အမျိုးသမီး53ဦးကိုဖမ်းဆီးရမိခဲ့ပါသည်ဗန်စီယမီရဲ့မြို့သမီး53ဦးမှာထိုင်း32ဦးတရုတ်8ဦးနဲ့မြန်မာ၊ဗီယက်နမ်၊လာအိုတို့မှတအုပ်စီဖြစ်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။ အဖမ်းခံရသူများမှာအသက်19နှစ်မှ59နှစ်ကြားရှိသူများဖြစ်ပြီးခိုင်လုံတဲ့အထောက်အထားဆောင်ရွက်ဆောင်ရွက်များမရှိကြောင်းသိရပါတယ်။ဖန်စီရမိသူများကိုမလေးရှားလူဝေမှုကြီးကြီးဥပဒေများနဲ့ရေးယူဖန်စီထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ကုန်တိတ်ကကြာစင်းစင်ရန်လူမှုကွန်ရက်စာမျက်နှာများတွင်ရေးသားခြင်းများနဲ့ပတ်သက်ပြီးဥပဒေအရရေးယူသွားမှာဖြစ်တယ်လို့အစိုးရချက်ကောင်းကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ ကိုသိကကြာစင်းစေရန်လူမှုကွန်ရက်စာမျက်နှာများတွင်ရေးသားခြင်းများနှင့်ပတ်သက်ပြီးဥပဒေအရရေးယူသွားမှာဖြစ်တယ်လို့အစိုးရချက်ကောင်းကနိုင်ငံပိုင်သတင်းစာများတွင်ကြေညာခဲ့ပါတယ်အစိုးရချက်ကောင်းတဲ့ဇနီးဖြစ်သူဒေါ်အီစပယ်နဲ့2009ခုနှစ်မှာလက်ထပ်ထိမ်းများခဲ့ကြောင်းတသမီသုံးမွေးဖွားခဲ့ကြောင်းကြေညာထားပါတယ်အစရောချစ်ကောင်းတဲ့ဇနီးဖြစ်သူဒေါ်အီစပေတို့နဲ့ပတ်သက်ပြီးဂုံတိတ်ခါကြာစင်းစီရန်ရွေကျက်ရှိရှိနဲ့မမှန်မကန်ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင်လကောင်း Facebook စာမျက်နှာပေါ်တွင်၎င်း TikTok ပေါ်တွင်၎င်းဂုံသိခါကြာစင်းစီမဲ့စာသားများဓာတ်ပုံများဗီဒီယိုများအား post တင်ခြင်းအဆိုပါ post အားမျှဝေခြင်းမှတ်ချက်ပေးခြင်းတနည်းနည်းနဲ့ပြုမူပြောဆိုခြင်းများကိုဆက်လက်ပြုလုပ်ပါကတရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းအဆိုတော်ချက်ကောင်းကကြေညာထားပါတယ်ဆက်လက်ပြီးတော့ကွန်ဂိုမှာအီဘိုလာရောဂါကူးစက်မှုအသင်းကြောင့်လူပေါင်းတာဆင်ချီတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ ုဂိုနိုင်ငံတောင်ပိုင်းတွင်အီဘိုလာရောဂါကူးစက်မှုအသေးကြောင့်လူပေါင်းတာဆင်ကြီးသေဆုံးကြောင်းကျန်းမာရေးအာဏာပိုင်များနှင့်အဖွဲ့အစည်းများကပြောကြားခဲ့ကရင်းအချက်တဲကိုထိရောက်စွာတုတ်ပြန်ရန်အတွက်ရန်ကုန်တွင်လည်းအရင်းမြစ်များစွာမရှိကြောင်းသတိပေးခဲ့ပါသည်ကွန်ဂိုအနာမိုင်များကအီဘိုလာရောဂါကူးစက်မှုများဖြစ်ပေါ်နေကြောင်းစတင်ကြေညာတဲ့စတင်မာလာ၄ရက်နောက်ပိုင်းရောဂါကူးစက်ခံရသူ58ဦးနဲ့သေဆုံးသူ35ဦးရှိကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောကြားခဲ့ကသေဆုံးမှုနှုန်းဟာ67ရာခိုင်နှုန်းကျော်ဖြစ်ပါသည်။ ယခုကူးစက်ဖြစ်ပွားမှုဟာကွန်ဂိုရဲ့ဝေးလံခေါင်တည်တဲ့ကာဆိုင်းပြည်နယ်မှာ16နှစ်အတွင်းပထမဆုံးအီဘိုလာကူးစက်မှုဖြစ်ပါတယ်။ကာဆိုင်းပြည်နယ်ဟာကင်ရှာဆာမြို့တော်မှမိုင်ပေါင်း620ကျော်မှရှိပါတယ်။ ကျမတို့အနေနဲ့ဒီကူးစက်မှုတွေကိုအမြန်ထိန်းချုပ်နိုင်ဖို့နဲ့အားအနေဆုံးဖြစ်တဲ့အတိုင်းဝိုင်းကိုကာကွယ်နိုင်စေဖို့အသက်ကယ်တုတ်ပြန်ဆောင်ရွက်မှုတွေကိုလှုံ့ဆော်နိုင်စေဖို့အတွက်မိဘတည်တဲ့လူရှင်တွေကိုအရေးတကြီးလိုအပ်နေပါတယ်လို့ငါကချက်ချင်းဤနဲ့လာချန်းဤတင် IFRC ရဲ့ဆက်သွယ်ရေးကြီးကဆူဇန်အန်စီဇာအန်ဘာလူကပြောကြားခဲ့ပါတယ် အခုသတင်းပတ်အစောပိုင်းကကူဆတ်မှုကိုထိန်းချုပ်နိုင်ရန်အတွက်ဒေါ်လာ25သန်းကူညီတောင်းခဲ့ပြီးလူ6သိန်း6500အတွက်အရေးပေါ်ထောက်ပံ့ကူညီမှုများပေးနိုင်ရန်ရည်ရထားကြောင်း IFRC ကဆိုပါတယ်။ကျန်းမာရေးဆောင်များဝင်ပြီးနေပြီးရေတန်းနဲ့ကာကွယ်သုံးဆောင်ပစ္စည်းများနဲ့တူပြုစုဆောင်ရှောက်ရန်အတွက်လိုအပ်တဲ့အရင်းမြစ်များမရှိကြောင်းသတိပေးခဲ့ပါတယ်။ကုဆတ်မှုရဲ့ဗဟိုချက်ဖြစ်တဲ့ဘူလာပီကျမ်းမာရေးဆုံးမှာကုသရေးစင်တာတစ်ခုတည်းသာရှိရလို့ IFRC ကဆိုပါတယ် ထွေထွေမှုရှိသူများထွေထွေမှုရှိနိုင်သူများနဲ့ရှေ့တန်းမှဝန်ထမ်းများကိုကာကွယ်ဆေးထိုးနှံမှုလုံဆောင်ပေးနေကြောင်း WHO ကြီးကဲတက်ထရိုကငယ်ရက်ပိုင်းကပြောကြားခဲ့ပါသည်။ဘူလာပြည်မှာရှိတဲ့ကုသရေးစင်တာတွေစီစီးရီကိုပေးပို့ထားပါသည်။လူနာ၁၄ဦးကဒီစီးရီနဲ့ကုသမှုခံယူနေပါတယ်လို့၎င်းကထပ်မံပြောပြခဲ့ပါသည်။စတေမာလာစကြောရက်ကပထမဆုံးလူနာ၂ဦးဟာပြန်လည်ကောင်းမွန်သွားတဲ့အတွက်ဆေးရုံမှာဆင်းခွင့်ရရှိခဲ့တယ်လို့တက်ထရိုကပြောပြခဲ့ပါသည်။ကိုကိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အီရာကွန်ဂိုမှာအီဘိုလာရောဂါဖြစ်ပွားနေကြောင်းကြေညာခဲ့တဲ့ကာဆိုင်းပြည်နယ်မှာဂျမိုက်ဝန်ထမ်းများနဲ့အီဘိုလာဗိုင်းရပ်ကူးစက်ခံရသူများနဲ့ထိတွေ့မိသူများကိုကာကွယ်ဆေးစတင်ထုတ်နှံပေးနေရလို့သိရပါတယ်။ဆက်လက်ပြီးတော့တူရကီကရုရှားထံမှရေနံဝယ်ယူမှုရပ်လိုက်မယ်ဆိုပါကတူရကီထံတိုက်လေယာဉ်များရောင်းချပေးဖို့ရှိရလို့သမ္မတဒေါ်နယ်ထရန့်ပြောကြားတယ်ဆိုတဲ့တင်းကိုတင်ဆက်ပေးပါမှာ။ယူကရိန်းနဲ့စစ်ပွဲဆင်နေနေတဲ့ရုရှားထံမှရေနံဝယ်ယူနေခြင်းကိုရပ်တန့်ရန် စနေမာလ25ရက်နေ့တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတူရကီသမ္မတကိုတိုက်တွန်းလိုက်ပြီးရေဒါကိုရှောင်နိုင်တဲ့အမေရိကန်တိုက်လေယာဉ်များကိုဝယ်ယူရန်တူရကီကိုပိတ်ပင်ခြင်းအားမိမိပြန်လည်ဖွဲ့ပွေးနိုင်တယ်လို့အရေးအမြစ်ပြောကြားခဲ့ပါတယ် အာဒိုဂန်က2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အင်ဖီရိုကိုတွားခဲ့ပါတယ်။နေတိုမဟာမိတ်ဖွဲ့ဝင်တူရကီကရုရှားလေကြောင်းကာကွယ်ရေးစနစ်ကိုဝယ်ယူတဲ့အတွက် F35 တိုက်လေယာဉ်များကိုတူရကီထံရောင်းချခြင်းအား2019ခုနှစ်မှာအမေရိကန်ကပိတ်ပင်ခဲ့ပါတယ်။သူတို့ကနည်းပညာမြင့်မားတဲ့လေယာဉ်တွေထက်ပဋိပက္ခအဆုံးသတ်ရေးကိုအလွန်လေးထားဆွေးနွေးရပါလိမ့်မယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။စစ်တေဝဲများအစဉ်ပြေခဲ့မယ်ဆိုပါက ရုရှား S400 ဒုံးကျည်များဝယ်ယူတဲ့အတွက်တူရကီကိုချမှတ်ထားတဲ့ပေးဆမှုများကိုပြန်ဖွင့်ပေးရန်မိမိအစင်းသိရှိနေရလို့အမေရိကန်သမ္မတကပြောကြားခဲ့ပါတယ်။ဒါ့အပြင် Trump ကယူကရိန်းရဲ့ဒီကပြဿနာကိုအာဒိုဂန်နဲ့ဆွေးနွေးခဲ့ပါတယ်။အာဒိုဂန်ရဲ့တူရကီနိုင်ငံဟာရုရှားကိုနိုင်ငံကပေးဆမှုများချမှတ်ရာတွင်ပါဝင်ရန်ညှင်းဆန်ထားခဲ့ပြီးရုရှားရင်းနှီးများကိုတော့ပုံမဝယ်ယူခဲ့ပါတယ်။ ရုရှားကဒီစစ်ပွဲကိုဆက်လက်ဆင်နွှဲနေရကြောင့်ခမားအနေနဲ့ရုရှားစီကနေရေနံဝယ်ယူတာကိုရက်စေချင်ပါတယ်လို့အမေရိကန်သမ္မတယုံကန်ရဲ့နှစ်နာရီကြာတွေ့ဆုံပွဲရဲ့အစမှာထရန့်ကသတင်းတောက်များကိုပြောကြားခဲ့ပါတယ်။အာဒိုဂန်ကရုရှားသမ္မတပူတင်ပေါ်ဩစာတက်ရောက်တယ်လို့ထရန့်ကပြောကြားခဲ့တယ်ဆိုပေမဲ့လည်းအာဒိုဂန်အကောင်းဆုံးလုံးနိုင်တဲ့အရာမှာရုရှားထံမှရေနံနဲ့တဘာဝတံငွေများမွေးဝဲယူရန်ဖြစ်တယ်လို့ဆိုပါတယ်။ဥရောပရဲ့ ရူဂျဲအင်စတီကျူရဲ့အဆိုအရတူရကီဟာရုရှားရဲ့စုထားမြောက်ကုန်သွယ်ဖက်နိုင်ငံဖြစ်တယ်လို့သိရပြီးလွန်ခဲ့တဲ့နှစ်မှာအပြန်အလှန်ကုန်သွယ်မှုတန်မှုစုစုပေါင်းဟာအမေရိကန်ဒေါ်လာ52ဘီလီယံရှိတယ်လို့ဆိုပါတယ်။အထူးသဖြင့်ရေနံနဲ့လျှက်စစ်ပစ္စည်းများကိုကုန်သွယ်ခဲ့ကြခြင်းဖြစ်တယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းမဟုတ်နေနဲ့မေဂျာလိဂ်ရာသီကုန်ချိန်မှာကစားသမားဘဝအနားယူမယ်လို့ဘူးစကွက်အတီးပြုတ်ကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ အင်တာမာယာမီအသင်းရဲ့ကွင်းလယ်ခံစစ်ကစားသမားဘူးစကွတ်ကဒီနှစ်မေဂျာလိဂ်ယာတီကုန်ချိန်မှာကစားသမားဘွားကနေအနားယူတော့မယ်လို့အတည်ပြုကြေညာခဲ့ပါတယ်အသက်38နှစ်ရှိပြီဖြစ်တဲ့ဘူးစကွက်ဟာ2022ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲပြီး2020ဒီဇင်ဘာမှာလွေရွေးစင်ကစားသမားဘွားကနေအနားယူခဲ့ပြီး အခုကလပ်အသင်းကစားသမားဘွားကိုလည်းအဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ဘူစကွတ်ဟာဘာစလိုနာအသင်းမှာပြိုင်ပွဲဆုံးပွဲ900ကျော်ရှင်ပြိုင်ကစားကစူပလာများစွာရယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး2023နှစ်ရာသီမှာအသင်းဖော်ဟောင်းမက်ဆီဦးဆောင်ကစားနေတဲ့အင်တာမိုင်ယာမီအသင်းထံပြောင်းရွှေ့ခဲ့တာပါ။ဘူစကွတ်ဟာအင်နာမိုင်ယာမီအသင်းနဲ့ဒီနှစ်ကုန်အထိစာချုပ်ချုပ်ဆိုထားပြီးတက်တမ်းမတိုးတော့ပဲကစားသမားဘွားကနေအနားယူဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ဘူစကွတ်အနားယူရမယ်ဆိုတဲ့သတင်းတွေကပြီးခဲ့တဲ့ ရဲတရဘက်ကလေးကထွက်ပေါ်ခဲ့ပြီးမဲ့ကာယကရှင်ကိုရိုင်းကတော့ကြောက်တာပရိဒီကမှအတီးပြုတ်ကျင်းရခဲ့တာပါဒီလားတွေကကွင်းထဲမှာကျွန်တော်ရှိနေမဲ့နောက်ဆုံးလားတွေဖြစ်ပါလိမ့်မယ်ကျွန်တော်အလွန်ပျော်ရွှင်စွာဂုဏ်ယူစွာကျေနွမ်းစွာနဲ့အနားယူတာပါဒီခိုက်တန်းကကျွန်တော်ရဲ့ professional ကစားသမားဘွားကိုနှုတ်ဆက်ရမယ့်အချိန်ရောက်ရှိလာပြီလို့ကျွန်တော်ခံစားရပါတယ်မယုံနိုင်စရာကောင်းတဲ့ဇလန်းကိုကျွန်တော်ပျော်ရွှင်စွာပုံဖော်ခဲ့တာနှစ်20နီးပါးရှိသွားပါပြီ ဒါဟာကျွန်တော်အမြဲအိမ်မက်မခဲတဲ့အရာလေးဖြစ်ပါတယ်လို့ Boostcraft က Instagram ကတဆင့်ပြောကြားခဲ့ပါတယ်။အလေးတို့တရားစနေမှာလ29ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။